မင်္ဂလာပါရှင်ဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာက Great for တင်ချာရဲ့ဒီအခန်း16ကစာမျက်နှာ158နံပါတ်17ပဲဖြစ်တယ်။ညာဘက်တွင်ပြထားတော့10စင်တီမီတာစုရံကွက်များပါသောဆိုင်ရွက်ပေါ်ရှိ ပုံအင်းဧရိယာကိုရှာပါဒါဒီဘလောက်လဲဆိုတော့10စင်တီမီတာ10စင်တီမီတာစုရံကွက်ကလေးတွေဒီမှာပါတဲ့ဒီပုံရဲ့ဧရိယာကိုဆရာမတို့ရှာကြပါမယ်တဲ့။ ဲ့တော့ဒီပုံဒီရတမစတုကန်လည်းမဟုတ်ဘူးစတုရန်လည်းမဟုတ်တဲ့အခါကျတော့သူ့ကိုဘယ်လိုမျိုးရှာကြမလဲပေါ့နော်အဲ့ခါကျတော့ဒီမှာဒါမှစတုကန်နဲ့စတုရန်အေရိယာကိုရှာတဲ့ပုံသေးနည်းကိုပဲတင်ထားတယ်ကဲတခြားဒီလိုမျိုးပုံစံတွေကိုတော့မတင်ထားဘူးဆိုတော့သူ့ကိုဘယ်လိုရှာမလဲဟိုဘက်ဆံမြင့်နာမှာပြောထားတယ် ။စာမျက်နှာ150နဲ့မှာထွန်းထွန်းရေးစိတ်ကူအရှင်းပြပါ။ကဲထွန်းထွန်းရေးစိတ်ကူကဘာလဲလဲဆိုတော့ဒီပုံလေးကို तू ကဒီအလဲကနေနှစ်ပိုင်းပိုင်းလိုက်တယ်။ဒီနေရာကနေဒီလိုမျိုးလေးနှစ်ပိုင်းပိုင်းလိုက်တယ်။နှစ်ပိုင်းပိုင်းလိုက်တော့ဒီဘက်ကဒေါမန်စတူဂန်တခုရတယ်။ဒါကဘာရသွားလဲဆိုတော့စတူရန်ရသွားပြီ။ဟုတ်ပြီနော်။ဒါဆိုရင်ဒီဒေါမန်စတူဂန်ရဲ့ area နဲ့စတူရန်ရဲ့ area နှစ်ခုကိုရှာရှာပြီးတော့ပေါင်းလိုက်လို့ရှိရင်ဘာရသွားပြီလဲဆိုတော့ဒီပုံရဲ့ area ကိုရသွားပြီပေါ့နော်။ကဲဒါဆိုရင်ပုံရဲ့ area ကိုရှာမယ်။ ဒါမှစတုဂန်ရဲ့ area ကိုရှာမယ်ဆိုတော့အလျားဒီ1 2 3 4 5 5 cm ရှိတယ်။အနံ့ဒီ1 2 3 3 cm ရှိတယ်။ဒါကြောင့်မလို့5အမြောက်3ညပြီနော်။ပြီးတဲ့အခါမှာဒီဘက်က area ကိုရှာမယ်။ဒီနဲ့3ဒီနဲ့3သူဒီစတူရန်ဖြစ်တဲ့အတွက်ကြောင့်မလို့အနာအမြောက်အနာဆိုတော့3အမြောက်3 3 3 4 9 ဆိုတော့15အပေါင်းကိုပေါင်းလိုက်တော့24ဒီမှာတော့ unit မရေးထားဘူးတကယ်လို့ unit ရေးရမယ်ဆိုရင်ပါလေ24 student centimeter ဆိုပြီးတော့ရေးပေးရမယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကစုစုရဲ့စိတ်ကူးလေးကိုပြင်ကြည့်အောင်သူကမြင်းကိုဘယ်လိုဆွဲသလဲဆိုတော့အာသူကမြင်းကတော့မဆွဲပြထားဘူးတခါတည်းတွက်ပြထားတယ်အဲ့တော့ဆံမတော်ကသူ့ကိုဒီလိုမျိုးလေးဆွဲကြည့်လိုက်မယ် ဒီမျိုးဆွဲကြည့်လိုက်မယ်ဒီပုံနဲ့ဒီဆွဲထားတဲ့ဒီအပိုင်းနှစ်ပိုင်းနဲ့ဒါလေးနဲ့ကိုက်မကိုက်ကြည့်လိုက်မယ်ကဲဒါဆိုရင်ဒီမှာရောဘာရသွားရည်လဲဆိုတော့ဒီဘက်ကတောင်မန်စတူဂန်တစ်ခုဒီမှာတောင်မန်စတူဂန်တစ်ခုစတူရဲမဟုတ်ဘူးနော်သူကဒီမှာ3ကွက်ရှိတယ်ဒီမှာ2ကွက်ရှိတယ်ဆိုစတူရဲမဟုတ်ဘူးတောင်မန်စတူဂန်ဆိုတော့တောင်မန်စတူဂန်2ခုရသွားပြီအဲ့တော့ဒီပထမတောင်မန်စတူဂန်မှာအလျားဒီ3အနံဒီ1ဆိုတော့အလျားအမြောက်အနံဆိုတော့3အမြောက်1အပောင်း ပေါင်းမယ်။ဒါကကြတော့အလျားဒီ1 2 3 4 5 6 6စင်တီမီတာရှိတယ်။အနံဒီ1 2 3 3စင်တီမီတာရှိတယ်။ဆိုတော့6အမြောက်3ဒီကဒီတောင်မန်စတူဂန်ရဲ့ area ရဲ့ဒီတောင်မန်စတူဂန်ရဲ့ area ရဲ့ area နှစ်ခုကိုပေါင်းမယ်။3အမြောက်2 3နဲ့လီယာ6 6အမြောက်3 6 3လီယာ78ဆိုတော့6အပေါင်း78က24တို့ unit ရေးမယ်ဆိုရင်ခုနအတိုင်းပဲစတူရန်စင်တီမီတာဆိုရယ်ရေးပြရမယ်။ရပြီနော်။ဒါကကြတော့စုစုရဲ့စိတ်ကူး နှစ်ခုစလုံးနဲ့ကြိုက်တဲ့ပုံစံနဲ့တွက်လို့ရတယ်နောက်တစ်ခါကျဆင်မရောနှုတ်မယ်နီနီရဲ့စိတ်ကူကိုပြရင်ကွက်လက်ဖြေပါအဲ့တော့ဆင်မရောဒီမှာကွက်လက်ဖြေရမယ်ကွက်လက်ဖြေရမယ်ဆိုတော့စာရေးပေးရမယ်ဒီမှာကျဆင်မရောဘာလုပ်လိုက်တယ်လဲဆိုတော့ အေရီယာအကုန်လုံးကိုဒီဘက်ကမရှိတဲ့အပိုင်းကလေးကိုပါအဲဒီဒေါမန်စတူကန်အကြီးဖြစ်အောင်ဆွဲလိုက်တယ်။ဆွဲလိုက်ပြီးတဲ့အခါမှာဒီဒီမှာမပါလာတဲ့ဒီအစိတ်ပိုင်းကလေးကိုနှုတ်လိုက်မယ်။သူ့ရဲ့အေရီယာကိုနှုတ်လိုက်လို့ရှိရင်အယောင်ချေထားတဲ့ပုံရဲ့အေရီယာကိုရမှာပေါ့။ဟုတ်ပြီနော်။သူကကြတော့နှုတ်တယ်။ဆိုတော့စာကိုဘယ်လိုရင်းမလဲဆိုတော့ပုံဤအလျားနဲ့အနံကိုဆက်ဆွဲပြီးပုံဤ အလျားနဲ့အနံကိုဆက်ဆွဲပြီးတောင်းမစုခင်အကြီးတောင်းမစုခင်အကြီးဤဧရိယာမှာဒီအကြီးရဲ့ဧရိယာကနေဆရာမတော်ဘာလို့လုပ်မှာလဲဆိုတော့ဒါလေးကိုနှုတ်လိုက်မှာဟုတ်ပြီနော်ဆိုတော့ဒီမဒီမချေမုံထားတဲ့အပိုင်းပေါ့ အဒီထည့်ထားတဲ့အပိုင်းမဟုတ်ဘဲနဲ့အရာမရှိတဲ့ downwards to gain အဒီအငယ်လေးကိုနှုတ်မယ်ဆိုတော့ downwards to gain အကြီး area မှာဆက်ဆွဲထားတော့ဒါတော့စာကတော့အဆင်ပြေတယ်လို့ရေးပါနော်ဆရာမလည်းအဆင်ပြေတယ်လို့လေးပဲရေးပေးထားပါတယ် downwards to gain ငယ်လေးဤ area ကိုနှုတ်မယ် downwards to gain အငယ်ဤ area ကို နှုတ်မယ်နှုတ်လိုက်မယ်ပေါ့ရပြီเนาะအဲ့တော့ဆင်းမလေးဒါအစဉ်ပြောင်းရေးထားတယ်ပုံဤအလျားနဲ့အနံကိုဆက်ဆွဲပြီးဆိုတော့ပုံရဲ့အလျားတွေအနံတွေကိုဆက်ဆွဲလိုက်ပြီးတော့မှဒါမှစတုကင်အကြီးဒါဒီအကြီးရသွားပြီ အကြီးရဲ့ဒီဧရိယာတစ်ခုလုံးစီကနေပြီးတော့ဒီဆက်ဆွဲထားတဲ့ဒါမှစတုကင်အငယ်ဤဧရိယာကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ဆင်းမလေးဒီချဲ့ထားတဲ့ဧရိယာရမှာပေါ့ ဟုတ်ပြီနော်ဆိုတော့အကြီးကကြတော့အကုန်လုံးတွေ့ရတော့မှာ10 3 4 5 6အလျား6အနံကြည့်မယ်10 3 4 5အနံ5အလျား6အနံ5ဆိုတော့6 5လီ30ဒါလေးရကြတော့အလျားဒီ3 10နဲ့3ရှေးသားဒီအလျားလို့ပြောထားရယ်နော်အနံဒီ10နဲ့ဆိုတော့3နဲ့4 6 30နှုတ်6က24 24စတူရန်စင်တီမီတာကဲကြိုက်တဲ့နီးနဲ့တွက်လို့ရတယ်အပေါင်းနဲ့တွက်ချင်းအပေါင်းနဲ့တွက်အနှုတ်နဲ့တွက်ချင်းအနှုတ်နဲ့တွက်အဖြေရတော့ဘယ်လိုတွက်တွက်အတူတူပဲရမယ်ဟုတ်ပြီလားဆိုတော့ဒီမှာညာဘက်တွင်ပြထားတော့ပုံရင်းအေရိယာကိုနင်းရမျိုးမျိုးဖြင့်ရှားပါဆိုဆမတ်တို့နှစ်နီးလောက်ရှာရင်လည်းရတယ်သုံးနီးလောက်ရှာခြင်းလည်းရတယ်စိုက်တယ်လို့ရှာလိုက်ဟုတ်ပြီနော်အဲ့တော့အရင်ဦးဆုံးနေဆမတ်တို့မလုပ်လိုက်မလဲဆိုတော့သူ့ကိုဒီလိုမျိုးလေးပိုင်းလိုက်မယ်ဒီမှာနော်ဆမတ်ဒီလိုမျိုးလေးပိုင်းလိုက်မယ် ပထမအောင်ဆုံးဒီလိုပိုင်းလိုက်တဲ့ခါကျတော့ဒီမှာတော့မန်စတူဂန်တစ်ခုဒီမှာတော့မန်စတူဂန်တစ်ခုဒီမှာတော့မန်စတူဂန်တစ်ခုဒီ၃ခုရဲ့ area ကိုဆမရောဘာလို့လိုက်ရမလဲပေါင်းလိုက်လို့ရှိရင်ဒီပုံရဲ့ area ကိုရမှာပေါ့ဟုတ်ပြီနော်ကဲဒါဆိုတော့စာရေးမယ်ဆိုလို့ရှိရင်တော့ तू ကဘာပုံမှန်မသိတဲ့ခါကျတော့ပုံဤ area လို့ပဲရေးရပါမယ် area ညီမြချင်းအဲ့တော့အာဒီဒီဟာလေးကိုအရင်ရှာလိုက်မယ်ဒါဒီဒါကစနစ်ရှိတယ်ဒါစနစ်ရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုဆမရောမသိဘူး ဒါလေးကိုမသိဘူး။မကြည့်တဲ့ခါကျတော့ဆရာတော်ကဒီတစ်ခုလုံးကြီးရှိရှိတာ။ဟုတ်ပြီနော်။ဒီကနေဒီထီရရှိရှိတာ။ကဲဒီကနေဒီထီတာသိမယ်ဆိုလို့ရှိရင်ဒါလေးကိုနှုတ်လိုက်လို့ရှင်ရပြီပေါ့။ဆိုတော့ဒီကနေဒီထီရငါ။ဆိုတော့ဒါလည်းပဲငါပဲလေနော်။ငါဆိုတဲ့ခါကျတော့ရှစ်အနုတုံး။အဆိုရှစ်အနုငါ။ဒီအဒီဒီအလျားတွေဘလောက်လဲဆိုတော့ရှစ်အနုငါးဖြစ်တယ်ရှစ်အနုငါးလို့ရေးရင်လည်းရေးဒါမှမဟုတ်တခါရဲပဲသုံးရေးရင်လည်းရေးဆိုတော့သူ့ကိုရှာလိုက်တော့ဗာလေစနစ် အမြောက်သုံးစနေအမြောက်ကလေးတို့ကရှင်းနှုတ်ငါရေးရမယ်ကျောင်းဝဆရာမအဲ့လိုရေးပေးတယ်ဆိုလဲရေးလို့ရတယ်ဒါမှမဟုတ်တစ်ခါတည်းပဲနှုတ်လိုက်တော့၃ရရေဒီဟာကိုရသွားပြီအပေါင်းဒီဒါလေးကိုရှာလိုက်မယ်သူကဒါက၄ဒါက၅ဆိုတော့၅အမြောက်၄အလျားဒီ၅အနံဒီ၄အလျားဒီ၅အနံဒီလေးအလျားအမြောက်အနံကဲနောက်တစ်ခုနောက်တစ်ခုကဒါက၃ ဆိုခုနကဆက်မလို့ဒါလေးသိပြီးပြီ။နော်ဒီမှာမပေးထားပြီမယ်။ဒီမှာပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူလည်းပဲငါ။ဆိုတော့ငါ့အမြောက်၃။ဟုတ်လား။ငါ့အမြောက်၃ကဲပေါင်းလိုက်မယ်။စနစ်၃လီ36အပေါင်းငါးလေးလီ20ငါး၃လီ55ကဲပေါင်းလိုက်တော့36ရဲ့20ရဲ့က56 56ရဲ့15ရဲ့က87 58စတူရင်ကဘာတွေနဲ့ပေးထားလဲယူနစ်တွေကြည့်လိုက်ပါယူနစ်တွေဒီမီတာနဲ့ပေးထားတာမလို့စတူရင်မီတာဆိုပြီးတော့ဖြည့်ရမယ်ဟုတ်ပြီနော်အဲ့ဒါဆံမတော့ပေါင်းလိုက်တာကဲဆံမကဒါဒီလိုခွဲလိုက်တာဒီလိုမခွဲဘဲနဲ့ဆံမတော့နောက်တစ်မျိုးခွဲကြည့်အောင်ဒီလိုမျိုးလေးခွဲမယ်ဆိုရင်ကောမရအောင်လားရတာပေါ့ဒီလိုမျိုးလေးခွဲကျင်လဲရတယ်ဟုတ်ပြီနော်ဆိုတဲ့အခါမှာတချို့ကလေးတွေအဲ့လိုခွဲကျင်နေဆရာမအဲ့ဒါလေးကိုလည်းတက်ပြပေးပါမယ်။ဒါဆိုလို့ရှိရင်ဒီ student ရဲ့ area ရေပေါင်းမယ်။ဒါလေးပေါင်းမယ်။ဒါလေးပေါင်းမယ်။ ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပုံဤ area လို့ဆင်မရှိပဲအဲ့တော့တကယ်တော့တနည်းပဲတွေ့ရင်လည်းရတယ်ဒါပေမဲ့မိခိုးမှာပါပေးထားလဲဆိုတော့နင်းအမျိုးမျိုးကိုတုံးပြီးတော့ရှာပါလို့ပြောလို့ဆင်မတော့ကနှစ်နည်းလောက်ကိုတော့တွေ့ပေးရလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ပုံရဲ့ area မှာဆင်မတော့ဒီအစိတ်အပိုင်းကလေးဒါလေးကိုကြည့်လိုက်ဒီရာကအလျားဒါဒီအနယ်ဒါလေးကအလျားဒါအနယ်နော်အလျားဒီဘလောက်လဲ၈ဘောဒီမှာပေးထားပြီးသား၈ဆိုတော့သူကလည်း၈ရှိတယ်၈အမြောက်၄ ဆိုတော့ကျွန်မအဲ့အားလေးကြီးမယ်ရေအမြောက်လေးအပေါင်းကဲဒီဘက်ကဟာလေးကိုပေါင်းခြင်းလဲပေါင်းဒါမှမဟုတ်ဒီအလဲရဟာလေးကိုပေါင်းအလဲမာဒီဒါလေးဘလောက်ပေးထားလဲဆိုတော့ငါးပေးထားတယ်ငါးပေးထားတယ်ဒီဟာလေးကိုမတည်ဘူးဒါဒီခုနကကျွန်မဒီမှာတွက်ထားတယ်လीနော်ရေနှုတ်ငါးဆိုမှာတွက်ထားတယ်ဒါဒီဘလောက်လဲဆိုတော့၃ရှိဆိုတော့ငါးအမြောက်၃ဆိုတော့အဲ့လိုမျိုးလေးရေးလိုက်မယ်ငါးအမြောက်၃ညပြီနော်ဆိုတော့အပေါင်းနောက်တစ်ခုဒီ နောက်တစ်ခုဒီဆရာမတို့ဒီမှာဆက်ကြည့်မယ်။ဒါလေးရကြတော့၈၊သူကကြတော့၃။၈အမြောက်၃ဆိုတော့ SM အဲ့ဒါလေးတစ်ချက်ပြန်ရေးမယ်။၈အမြောက်၃ဆိုတော့၈လေးလီရ32၊၅သုံးလီက15၊၈သုံးလီက24။ကဲပေါင်းကြည့်လိုက်မယ်။မရရင်လည်းအကျန်ထဲမှာပေါင်းလိုက် နော်9ရက်4ရက်က9 9ရက်2ရက်က17တည့်ရတော့တည့်တည့်3 4 5 6 9 81ဆိုတော့ဘာရလဲ81 student meter ဆိုပြရကဲနောက်တစ်ခု option ရှိသေးတယ်ဘာလို့ပေးမလဲဆိုတော့နှုတ်ပေးမယ်နှုတ်တာဒီဘလို့နီးနဲ့နှုတ်မလဲဆိုတော့သူ့ကိုဆရာမတော်ကဘာလို့လိုက်မလဲဒီမှာမပါတဲ့အစိတ်ပိုင်းလေးကိုဆက်ဆွဲလိုက်မယ် ဆက်ဆွဲလိုက်တဲ့ခါကျတော့ဒီဟာဒီ Downman's Token အကြီးရသွားပြီ။ဒီအကြီးရဲ့ area ကြီးကနေကျွန်တော်တို့ဒီတတိလေးခုဆက်ဆွဲလိုက်တဲ့ဒီအဖြူရောင်ကလေးကိုနှုတ်လိုက်မယ်။နော်ဒါကကျတော့နှုတ်တဲ့နီးနဲ့တွက်မယ်။အဲ့လိုနှုတ်လိုက်လို့ရှိရင်ကျွန်တော်ကဘာရလဲဆိုတော့ခုနကပြောတဲ့ဒီပုံရဲ့ area ကိုရမယ်။ဟုတ်ပြီနော်။ကဲဒါဆိုတော့ကျွန်တော်ပြန်ရေးမယ်ပုံဤ area ။အဲ့တော့ပုံဤ area ဆိုပြီးရေးလိုက်မယ်ညီမချင်း ကဲနှုတ်မယ်ဆိုတော့ဒီဒေါမန်စတူကင်အကြီးရဲ့ area ကိုရှာရမယ်အကြီးရဲ့ area ဒီဒါကအလျားက7နှစ်အနံက8သူကတော့ရှင်းနေအဲ့တော့7နှစ်အမြောက်8ဆိုမရရောဒီဘက်ကအနှုတ်အနှုတ်ပြီးတော့ဆမတို့ဒါလေးကိုဒါအလျားဒီ9အနံဒီ9ဆိုတော့ငါအမြောက်ငါသူကစတူရန်လေးဖြစ်နေတာဟုတ်လားဆိုတော့7နှစ်ရှိလေက96အနုတ်99လေက25ဆိုတော့6ထက်9အောင်တော့ တိကိုရဲကအနစ်ကိုနုတ်တော့98စုရဲ့မီတာဆိုပြီးရမယ်ဟုတ်ပြီနော်ဒီနုတ်တဲ့နီးလေးရတယ်လွှဲပါတယ်ဆိုတော့အဒီတပုတ်တစ်မျိုးတည်းဒီတွက်ရင်လည်းရတယ်ဒါပေမဲ့ဒီဒီမှာတော့နီးမျိုးမျိုးနဲ့သုံးပါဆိုပြီးတော့အဒီသုံးပြီးရှာပါလို့ပြောတော့ဆက်မလို့အဲ့လိုမျိုးလေးရှာပေးရခြင်းဖြစ်တယ် ။ဒီမှာကျတော့၁၄မှာကျတော့အောက်ပါပုံများဧရိယာကိုရှာပါ။ဧရိယာကိုရှာပါလို့ပြောထားတယ်။ဒါပေမဲ့နည်းမျိုးမျိုးနဲ့ရှာပါလို့လည်းမပြောထားဘူး။တနည်းပဲရှာပါ၊နှစ်နည်းပဲရှာပါလည်းမပြောဘူး။ဆိုတော့တနည်းပဲတွင်ရိုင်း။အဲ့တော့ဒီပုံမှာဆိုစမှာဘာလို့လိုက်မလဲဆိုသူ့ကိုခွဲလိုက်တော့ခွဲလိုက်တော့ဒါလေးနဲ့ဒါလေးနဲ့ပေါင်းလိုက်ရင်ရသွားရေဟုတ်လားဆိုတော့ဒီလိုမျိုးလေးလုပ်ရင်ကြတော့ဘာလို့ရမလဲဆိုဒီဘက်ကရောဒါကောနှစ်ခုလုံးရမယ်သူ့ပို့ခက်တာပေါ့ ဟုတ်လားဆောင်းဒါကြောင့်မလို့ဆောင်းတော့ဒီနီးကိုကျတော့ဘာနီးနဲ့တွက်မလဲဆိုတော့ဒီအလျားရဲ့ဒီအလျားရဲ့ပေါင်းတဲ့နီးနဲ့တွက်လိုက်မယ်ဆိုတော့ဒီပုံရဲ့အလျားဒီဒီတောင်းမန်စတူဂန်ဒီအကြီးရဲ့အလျားဒီ30ရှိတယ်အနန်ဒီ၄ရှိတယ်ဒါလေးရကြတော့ဒါက၄မီတာရှိတယ်ဒီဘက်က3မီတာရှိတယ်၄ရဲ့မြောက်3နဲ့တွက်လိုက်ရုံပဲဟုတ်ပြီနော်အဲ့ဒါဆိုဆရာမတို့စပြီးတော့ရေးရအောင်ပုံဤ area မြင်များချင်းအလျားဒီခုနပြောတဲ့30မြောက်သုံးအလျားမြောက်အနည်း30မြောက်အော် sorry 4 30အမြောက်4 about ဒါလေးကကြတော့4အမြောက်သုံး34လေးရာ40 43လေးကစနစ်40အပေါင်းစနစ်က50နစ်စတူရန်မီတာရပြီနော်အဲ့ဆိုတော့ဒီတနည်းသွင်းရပြီဆိုတော့ဒါလေးတွေကို အာနှုတ်တယ်လို့ဒီမလို့တော့တနည်းချလို့ရတယ်နောက်တစ်ခုကကြတော့ဒီပုံလေးဒီပုံလေးမှာကြာဆရာတို့ပေါင်းမယ်ဆိုရင်သူ့ကိုဘယ်လိုခွဲမလဲဆိုတော့ဒီလိုဒီလိုရတယ်အာဒီလိုရတယ်ပေါ့နော်ဒါဆိုရင်ဒီ user လေးတွေဒါလေးတွေအသေးစိတ်ရှာရလိမ့်မယ်ဆရာတို့ဒီ ID မရနိုင်တော့ဘူးဟုတ်ပြီ။အော် sorry ဒီမှာပေးထားတယ်။ဒါလေးတွေကိုဆရာမတို့ရှာရလိမ့်မယ်။အဲ့တော့သူ့ကိုကြာဆရာမတို့ဘာလို့လို့ရလဲဆိုနှုတ်တဲ့နီးနဲ့သွားလို့လည်းရတယ်။ပေါင်းတဲ့နီးနဲ့သွားလို့လည်းရတယ်။တကယ်လို့နှုတ်မယ်ဆိုရင်ဆရာဒီလိုမျိုးတွေလုပ်လိုက် ဒီမျိုးလေးလှုပ်လိုက်လို့ရှိရင်ဒီအစိတ်ပိုင်းကလေးရဲ့ဒါလေးရဲ့နှုတ်လိုက်လို့ရှိရင်ရသွားရောဟုတ်လားဆိုတော့ဒီတစ်ခုလုံးကဘယ်လောက်ရှိတယ်ဆိုတော့အလျားဒီကနေဒီထိရ10ပဲရှိတာဒီကနေဒီထိရ10ပဲရှိတာဆရာမတို့ကဒီဘက်အပိုင်းကဘယ်လောက်ရှိလဲဒီဘက်မှာဒါလေးက3ရှိတယ်3ရှိတဲ့အခါကျတော့ဒီတစ်ခုလုံးဒီရှစ်ပေါင်း3ဖြစ်တဲ့အတွက်ကြောင့်သူက17ဒါအလျားဒီ17ဒီကကျတော့ဒီကဒီနဲ့ခွန်ခွနဲ့နော်ဒီနဲ့ဒီနဲ့က9ဒါပေမဲ့ဒါလေးကိုဆရာမတော့မသိဘူးမသိတော့ဒီမှာဒီနဲ့ဒီနဲ့က 9ရက်4ရက်ဆိုတော့ဒီကဒါတွေကအနှံကကြတော့ကို9ပေါင်းလေး9ရှိဆိုတော့ဆရာတို့ဒီတစ်ခုလုံးဒီဘာလောက်ဘလောက်ရှိလဲဆိုတော့17အမြောက်9ရှိနောက်ဆိုတော့ဆရာတို့နှုတ်မယ်ပထမအုပ်ဆုံးနှုတ်ကြည့်မယ်နော်ပုံဤ area ကိုရှာမယ်ပုံဤ area ဆိုရေးလိုက်မယ်ရေးတော့အလျားအဒီ17ဆိုတော့17အမြောက်အနှံဒီ9ဆိုတော့9ဆိုပြီးရေးလိုက်အနှုတ်နှုတ်မှာဒီဘာအောင်နှုတ်မှာလဲဆိုတော့နှစ်ခုရှိဒီနှစ်ခုစလုံးနှုတ်ပေးရမယ်ဒါ9 ဒါလေးကိုဆမရမသိဘူး။မသိတော့ဆမရစဉ်းစားရလိမ့်မယ်။ဒီတစ်ခုလုံးဒီဘယ်လောက်ရှိရလဲဆိုတော့17ရှိတယ်။စတက်ရှိတယ်နော်အဲ့ဒီက7ကနေ9ကိုနှုတ်လိုက်တော့ဒီ area ကိုဒီအလျောက်ရမယ်7ရဲ့နှုတ်9ဟုတ်လားဒါလေးကပါလဲဆိုတော့7ထဲကနေ9ကိုနှုတ်မယ်ဆိုတော့ဒါလေးက4ဆိုပြီးတော့ရမယ်6မီတာရမယ်ဒါဆိုရင် DA area ကပါလဲဆိုတော့9အမြောင်4 ။ဆရာမတို့က7အနုတ်ခုနှစ်တည်းမလုပ်တော့ဘူးเนาะ။ငါအမြောက်၄အနုတ်။အဲ့တော့ဆက်သွားမယ်။ဆက်သွားမှဒီအဲဆရာတို့ဒီအစိပ်ပိုင်းကလေး။ဒါလေးကဒီအလျားလေးပေးထားတယ်သုံး။ဆရာမတို့သူ့ကိုမသိဘူး။သူ့ကိုမသိဘူးဟုတ်လား။ဆိုတော့ဒါလေးကိုဘယ်ကနေစပြီးတော့စဉ်းစားမလဲဆိုတော့ဒီနေရာလေး။ဒါလေးကိုဆရာမမသိဘူးဒီတစ်ခုလုံးဒီဘယ်လောက်ရှိလဲဆိုတော့6ရှိတယ်တစ်ခုလုံးက6ရှိတော့ဒါလေးက9 6ရဲကနေ9ကိုနှုတ်လိုက်လို့ရှင်ရမှာဒီ2ဆိုတော့ဒါလေးကဘယ်လောက်လဲ2ဆိုတော့ဒါဒီ3အမြောက်2 ဆိုတော့သုံးဝက်မြောက်နှစ်နှစ်ခုစလုံးကိုမျိုးမျိုးလေးနှုတ်ပေးလိုက်မယ်ဒါမှမဟုတ်ဈားထဲမှာအပေါင်းလက္ခဏာနဲ့နှုတ်ရင်လည်းရတယ်၁၁ကိုလီက99အနုံ9လေးလီ20အနုံ3နဲ့လေး6ဟုတ်လားဆိုတော့99ကနေ20ကိုနှုတ်လိုက်တာဒီဘယ်လောက်လဲဆိုတော့အာဒီ90နဲ့ကို99ရဲက6ကိုနှုတ်တော့83စတူရင်မီတာရပြီနော် ဲ့တော့တကယ်လို့ဆရာမတို့ကသူ့ကိုအပေါင်းနဲ့တွက်ချင်တယ်ဆိုလို့ရှိရင်လေဒီ area ရဲ့ဒါလေးရဲ့ဒါလေးရဲ့ပေါင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ကအကြမ်းလေးပဲပြောမယ်ဒါကကြတော့ရှစ်သူက၄ဆိုတော့ဒါဒီရှစ်အမြောင်၄ဆိုပြီးတော့အဲတွက်လိုက်မယ်အဲဒါလေးကိုကြည့်လိုက်ဒါလေးကကြတော့ခုနှစ်သူက၅ခုနှစ်အမြောင်၅ဆိုပြီးတွက်လိုက်မယ်ဆရာမတို့ရဖို့ခက်တာသူ့လေးသူ့လေးကိုဆရာမတို့မသိဘူးသူကကြတော့ဒါလေးက၃အလျားဒီတုံးတည်တယ်ဒီအနှံကိုမသိဘူးအနှံကိုမသိတော့ဆရာမတို့ကဒီနဲ့ဒီဒါအကြောင်းခုနှစ်လို့တည်တယ် ခုနှစ်ထဲကနေပြီးတော့ရှမရုတ်ကဘာကိုနှုတ်ပေးရမှာလဲဆိုတော့ဒီအပေါ်ကအစိတ်ပိုင်းလေးကိုနှုတ်ပေးရဒီအပေါ်ကအစိတ်ပိုင်းလေးအပေါ်ကအစိတ်ပိုင်းလေးငါဆိုတော့ဒီဒီဟာလေးကဘလောက်လဲဆိုတော့ခုနှစ်အနုတ်ငါဖြစ်တယ်ခုနှစ်အနုတ်ငါဆိုတော့ဒါလေးကနှစ်သူဒီပါလဲဆိုတော့သုံးအမြောက်နှစ်သုံးအမြောက်နှစ်ကဲဒါဆိုရင်ကျမတို့ကပုံရဲ့ ADR ဆိုပြီးရှာလိုက်လို့ရှိရင်ဘာတွေကိုပေါင်ပေးရမှာလဲဆိုတော့ရှယ်အမြောက်လေးเนาะအပေါင်ဒါလေးက share အမြောက်လေးဒါလေးကကြတော့9အမြောက်ငါ အပဒါကြဘလောက်လဲဆိုတော့၃အမြောက်နဲ့ဆရာမရှင်းပြပြီးပြီเนาะဒီနှစ်တည်ပြရရလဲဒါက9ဒီအစိပ်ပိုင်းကလေးအပေါ်ကဒီ9ဆိုတော့9ထည့်9အောင်တော့2ဆိုတော့အားလုံးပေါင်းလိုက်မယ်8လေးလီ32 9လီ35 3နဲ့လီက6ကဲပေါင်းလိုက်မယ်30နဲ့အပေါင်း35ဒီ60နဲ့9 69ရဲ့အာဒီ6 6ရဲ့ပေါင်းတော့ဘလောက်ရလဲ90နဲ့90 3 2စုရင် မိတာရတယ်။ကဲကလေးတို့တွက်ချင်တာနဲ့တွက်လိုက်ပါ။ပေါင်းပြီးတွက်ရင်လည်းတိတ်ပြီးမခက်ခဲသလိုနှုတ်လိုက်လို့ရှိရင်လည်းမခက်ဘူး။ဒါပေမဲ့ဆရာတို့ဒီမတိတဲ့အစိတ်ပိုင်းလေးကိုကြတော့ဘယ်ကနေရမလဲဆိုတာလေးကိုတော့တစ်ချက်သေးချာလေးစဉ်းစားပြရပါမယ်။နောက်တော့ဒီအောက်ပါအယောင်ချေထားတော့အပိုင်းရဲ့ area ကိုရှားပါဆိုစင်မတို့ဘာလဲပဲလို့ရမှာလဲဆိုတော့ဒီအယောင်ချေထားတဲ့အပိုင်းရဲ့ area ကိုပဲရှားမယ်ဒီအဖြူကိုစင်မတို့ကမရှားခြင်းဘူးဒါဆိုရင်ဒီအဖြူကိုဘာလို့ပေးရမှာလဲနှုတ်ပေးရုံပဲဆိုတော့အယောင်ချေထားတော့အပိုင်းရဲ့ area ဆိုပြီးတော့မှရေးလိုက်မယ် အယောင်ချေထားတော့အပိုင်းဤဧရိယာညီမြချင်းကဲတခုလုံးကိုအရင်ဆုံးရှာလိုက်မယ်တခုလုံးကိုဆံမတို့ကဒီမှာအလျားလဲပေးထားတဲ့အနံလဲပေးထားသူက20မီတာ16မီတာဆိုတော့20အမြောက်16အဲ့ဒီ20အမြောက်16ကနေပြီးတော့မှ10အမြောက်8ကိုနှုတ်လိုက်ရုံပဲဟုတ်လားညီလာဆိုဆံမတို့ရေးလိုက်မယ်20အမြောက်16 ဆိုတော့ဒီတောက်မန်စတုဂန်အကြီးရဲ့ area တွေကနေအသေးလေးဒီအဖြူရောင်လေးဖြစ်တဲ့30အမြောက်ရှစ်ကိုနှုတ်လိုက်မယ်16နဲ့လေးက30နဲ့ဆိုတော့320အနုတ်38လေးက80ကဲ320ရဲ့80ကိုနှုတ်140 student meter ဆိုရရမယ် sorry မ sorry ဟုတ်ပါတယ် meter နဲ့ပေးထားတာပါဆွေရမီတာဆိုရမယ်ရပြီနော်နောက်တစ်ခုကလည်းဒီအယောင်ချေထားတော့အပိုင်းရဲ့ area ကိုဒီပုံစံအတိုင်းပဲရှားပါမယ် အယောင်ချဲ့ထားသောအပိုင်းဧရိယာညီမြချင်းကဲတော့မစတူဒီယံအကြီးရဲ့ဧရိယာကိုရှာမယ်24ရက်မြောက်16 24မြောက်16အလျား24အနံ16ဒါကကြတော့အလျား24အနံ6ဆိုတော့ unit တွေအားလုံးရတယ်မီတာမီတာပေးထားတယ်ဆိုတော့သူ့မှာမှာပြောင်းစရာမရှိဘူးဆိုတော့24ရက်မြောက်16အနံ24ရက်မြောက်6ကဲ24ရက်မြောက်16ဒီဘယ်လောက်လဲဆိုတော့384 အနုတ်16ထောက်လေးက84ကဲနှုတ်လိုက်တော့ဘယ်လောက်ရလဲဆိုတော့300စတူရင်မီတာဆိုပြီးတော့ရသွားရောအဲ့ဒါဆိုတော့ဆမ်မာဟိုဘက်ကလေ့ကျင့်ခန်းတော့နောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးပါမယ်ဒီနေ့တော့တင်ငန်းစားရသွားတယ်လို့ဆမ်မာယူဆပါတယ်ဆိုတော့ like လုပ်ပေးပါ comment မှန်ပေးပါအာ share လုပ်ပေးပါရှင်ကျေးဇူးများရင်တင်ပါတယ်